်မင်္ဂလာပါမျိုးတို့ရေကျွန်မမဘူးတို့မှာပြောပါရှင်ဒီနေ့နောက်25ခုနေ့ချောင်းလာနှစ်ရက်နေဖြစ်ပါတယ်နောက်ရှုံးမှာ MND ကိုကန်တပုံနဲ့ရှမ်းတပုံ SSBB တို့အနေမီလူပွဲဖြစ်ပြီးတော့ထိတွေ့တဲ့ပွဲတွေဖြစ်ကြတယ်လာရှုံးဆိုပေမဲ့လာရှုံးမျိုးပုံမဟုတ်တယ်လာရှုံးမျိုးနယ်မှာပါဝင်နေကြေးရွာတွေ့အောင်ပါပေါ့နော်အဲ့ဒီမှာရှမ်းတပုံဖွဲ့ SSBB ရဲ့စစ်ကြောင်းကိုကိုကန်တပုံတွေကခြုံကိုတိုက်ခိုက်တဲ့အတွက်နေမီလူပွဲကြီးဆက်ခွက်လူပွဲကြီးဖြစ်နေကြတယ်။ဒါကဘာလို့ပြလဲဆိုရင် เนาะ MIT ကြတော့လဲကျွန်တော်တို့ကိုယ်ကတိုင်းရင်းသားတွေအတွက်တိုင်းရင်းသားခွင့်ရလို့ချက်ပါတယ် SFPB ကြတော့လဲအရှမ်းတိုင်းရင်းသားတွေအတွက်ရှမ်းတိုင်းရင်းသားခွင့်ရလို့ချက်ပါတယ်တိုင်းရင်းသားခွင့်ရလို့ချက်နေဆိုရဲခေါင်းစဉ်လှက်လာလေးရဲ့အောက်မှာရလီလိုလီအိုးတစီကဲ့သို့ခွင့်ရတဲ့တစ်ခုတစ်ခုလိုချင်တယ်လွတ်လပ်ခွင့်မဟုတ်တဲ့လွတ်လပ်ရေးကိုတိုးပြီးလိုချင်တယ်နေမီတွေပို့ပြီးလိုချင်နေကြတယ်အလိုရမတ်တွေလောဘတွေကြီးပြီးတော့ရလေလိုလီအိုတစီဖြစ်နေတဲ့အတွက်အဲ့ဒီလိုမျိုးအချင်းချင်းလက်နက်ကိုင်ချင်းချင်းကြမှာတွေးမြေလူပွဲတွေ ဆက်ခွက်လူပွဲတွေနေမြေလူပွဲတွေဖြစ်နေတယ်လို့ကျမတို့သုံးသပ်လို့ရပါတယ်။ဒီနေ့ကျမအဓိကပြောချင်တဲ့ချက်ကတော့ဝဝနယ်မိုင်းလာကနေပြီးတော့မှငလင်တန်းကြောက်ပြိုကြတက်စီခဲ့တဲ့ဝန်ထဲအင်အားတွေကိုပြန်လဲတိဆောက်ပေးမယ်လို့အတန်းနေထွက်လာတယ်။ငလင်လောက်တာကနှစ်လတော့ပြည့်သွားပြီ။အခုမှငလင်ပေးပြန်လဲထူထောင်ရေးကဲရေးမှာဝနယ်မိုင်းလာကအလွန်ဝေးထဲမှာပြောတယ်။နေပြီးတော့မှငလင်တန်းကြောက်ပြိုကြတက်စီခဲ့တဲ့ဝန်ထဲအင်အားတွေပြန်ဆောက်ပေးမယ်လို့ပြောတယ်။ဟုတ်ပြီဝနယ်မိုင်းလာကအဲ့ဒီလိုမျိုးငလင်ပေးပြန်လဲထူထောင်ရေးအတွက် เนาะဝင်တဲ့အရာတွေပြန်ဆောက်ပေးမယ်ဆိုတဲ့အပေါ်မှာတကယ်ကိုပဲတိုင်းရင်းသားညီကိုမောင်နှမစိတ်တဲ့နဲ့တိုင်းရင်းသားညီကိုမောင်နှမစိတ်တဲ့နဲ့ရိုင်းပဲကိုညီဖေးမချင်လို့ပါဝင်လှူဒန်းခြင်းလားတို့ဒီမဟုတ်အကျိုးလိုလိုညောင်ရည်တော့နာလားကျမတို့ပြည်သူကြားထဲမှာမိကုန်းထုတ်ဆရာနှစ်ခုရှိလာတယ်။ဘာကြောင့်မိကုန်းထုတ်ရတယ်လဲမေးလို့ရှိရင်လက်ရှိမှာဝကမူရီစေးပြဿနာနဲ့ပတ်သက်ပြီးတော့ထိုင်းနိုင်ငံနဲ့နှစ်နိုင်ငံထိုင်းနဲ့ထိုက်တိုက်တွေ့နေတယ်။ထိုင်းက နော်ဝါကကနေငွေအစီအစဉ်တွေရှိတဲ့ကိုတွင်းနေတယ်ဝါကကနေတထူတွေထုတ်တဲ့အတွက်ကဘာဝပဝင်ရင်ထိခိုက်ပြီးကျမကြီးတွေထိခိုက်တယ်ဒါကြောင့်မို့လို့ဝါကိုနော်ဝါတပ်ဖွဲ့ကိုချိုင်းနိုင်ငံရန်သူအဖြစ်သတ်မှတ်ပြီးတော့နိုင်ငံတော်အဆင့်သူတို့ချိန်မုံဖို့ထိပြောဆိုလာကြတာရှိတယ်ဒါကြောင့်မို့လို့ခလုတ်ထိလို့အမိတာရယ်ခလုတ်ထိလို့အဘိတာရယ်ဆိုပြီးတော့ခလုတ်ထိမှာအဘအပြေးတာပြီးတော့လက်ရှိနောက်ဘက်ကရှိုးရကအတင်းပုံအောပြီးတော့เนาะအတင်းဝင်ရောပြီးတော့ငလင်မေးပြန်လဲထူထောင်ရေးဝင်ပြီးတော့မှဝင်တဲ့အရာတွေတိစောက်ပေးမယ်လို့အတင်း လာပြီးတော့ရောတာလားကျမတို့မှစဉ်းစားကြရဖြစ်လာတယ်ဟုတ်ပြီတကယ်လို့ဝါနယ်မိုင်းလာကအဲ့ဒီလိုမျိုးတကယ်သူတို့အကျိုးလိုလိုညောင်ရီတုံးနေဆိုရင်တော့ကျမတို့အစိုးရဘက်ကជីជីပြပြနဲ့လက်ခံပေးရမလားအဲ့ဒီလိုလက်ခံမပေးရင်ဝါကကျမတို့ပြည်အောင်စုတမရမြန်မာနိုင်ငံဆိုပြီးတော့ကျမတို့ပြည်အောင်စုကနေပဲ့ထွက်ပြီးတရုတ်ပြည်ထဲကိုပါသွားမလားမေခုံးထုတ်ကြရရှိတယ်။လက်ရှိမှာဝါကစိတ်အင်အားအလုံးရင်းနဲ့စည်ရေးပြနေကြတယ်။ ူတတသည်စုဆောင်နေတယ်เนาะဝါတောင်ပိုင်းနဲ့ဝါမြောင်ပိုင်းနှစ်ပိုင်းဝါတောင်ပိုင်းမှာလည်းတတသည်2000စုဆောင်တယ်လူတင်စုဆောင်တယ်ဝါမြောင်ပိုင်းမှာလည်းလူတင်2000စီစုဆောင်ပြီးတော့เนาะစိတ်အင်အားပြနေကြတယ်เนาะစိတ်အင်အားပြရဲဆိုတာကကျွန်တော်တို့လက်ဝေးလက်ဝေးဟိုလက်ဝေးစကားနဲ့ပြောမယ်ဆိုလို့ရှိရင်လက်ဝေးမထိုးခင်လက်ဝေးရေးပြနေတာဒါအဟန်ရေးပြနေတာเนาะစိတ်အင်အားတွေပြနေတယ်ပြီးလို့ရှိရင် ီနောက်25ခုနှစ်ထဲမှာပဲဒီနောက်25ခုဆိုရင်6လပိုင်းပေါ့နော်ဒီ6လအတွင်းမှာပဲဝါကန်ကြီးတက်တာတက်တက်ခေါ်ယူဆူဆောင်းပြီးတော့ခုလိုမျိုးစစ်ရင်အားထုတ်ကြတာနှစ်ခါရှိပြီဆိုတော့ဝါကလည်းစစ်ရေးရာပြိုကျိုးတယ်ပြီးပြင်ဆင်နေတယ်နော်စိုးတင်ပြီးပြင်ဆင်နေတယ်ဝါရဲ့တောင်းဆိုချက်ကပါလေဝါရဲ့တောင်းဆိုချက်ကဝါပြင်းနဲ့သတ်မှတ်ပေးပြီဘရမတို့ကျွန်တော်နိုင်ငံမှာတမအုပ်စင်းရေးစုဟာတက်လာရဲဝါတွေပါတောင်းလဲသူတို့ဝါပြင်းနေလို့ခြင်းတယ်ကချင်ပြင်းနေကြားပြင်းနေကင်းပြင်းနေချင်းပြင်းနေအဲ့ဒီလိုပဲဝါပြင်းနေသူတို့လို့ခြင်းတယ် ်နော်ဒေါ်စုကြည်စုကတက်လာတဲ့ဝါဒီပါတောင်းလဲဝါကိုပါအုပ်ချုပ်ခွင့်ရဒေတာကိုဝါပြည်နယ်ဖြစ်တက်မှတ်ပေးဖို့သူတို့တောင်းဆိုရဲလက်ရှိနာဆာကအစိုးရတက်လာတဲ့သူတို့ထိုးနှီးလက်ကောင်းပဲဝါကိုပါအုပ်ချုပ်ခွင့်ရဒေတာကိုဝါပြည်နယ်ဖြစ်တောင်းဆိုရဲအဲ့ဒီတောင်းဆိုမှုပေါ်မှာနာဆာကအစိုးရကမူအားဖြင့်သဘောတူထားတယ်နော်အာဇာကရဲ့သတင်းမဲ့ပြကြရေးဗိုလ်ချုပ်စော်မင်းထွန်းကိုရိုင်ကသတင်းစာရှင်းလင်းပွဲမှာတရားဝင်တိုက်သိပြီးဒီကဘာတိဝါကအဲ့ဒီလိုဝါကိုပါအုပ်ချုပ်ခွင့်ရဒေတာကိုဝါပြည်နယ်ဖြစ်တောင်းဆိုခြင်းကိုဘူအားဖြင့်သဘောတူတယ်လို့ပြောတယ် တော့ဒီပေါ်မှာလဲကျမကမနော်အာဂျမလူသားရဲ့တချောင်လှူချာသူတောက်နေနဲ့သူတစ်ပြင်းတိုင်းရင်သားရဲ့ခွင့်ရေးကိုလေးစားတော့သူတောက်နေနဲ့ကျမပြောတဲ့တိုင်းရင်သားကိုပြောတာနော်တိုင်းရင်သားအမိခံပြီးနိုင်ငံတော်ကိုလမ်းလက်ကင်ပုံကန်နေတဲ့သူတွေကိုကျမမပြောဘူးဥပဒေပေါင်းတဲ့မှာငြင်းချမ်းစွာအတူရှင်တွဲ့နေထိုင်တဲ့တိုင်းရင်သားရဲ့ခွင့်ရေးကိုလေးစားတော့တည်သူတောက်နေနဲ့အခုလိုမျိုးဝါကနေပြီးသူတို့ရဲ့ကိုပါအုပ်ချုပ်ခွင့်ရဒေတာကနေဝါပြင်းနေတောင်းဆိုခြင်းကိုအတိမဲ့ပြုတဲ့လက်ခံလေး တော့အော်နေရဘောမှာပဲနေရဘာတွေကလက်ခံနေပြောလို့နေရလိုက်ပြီးထောက်ခံတာတော့မဟုတ်ဘူးကိုကြိုက်တယ်ဆိုရကိုထောက်ခံလဲဆိုရဘာလို့လို့ဟုတ်ပါရဲ့မှန်ပါရဲ့ဆိုပြီးလက်ညှိုးထောင်ခေါင်းညင်ရအောင်ကျမကနေပိတ်မဟုတ်ဘူးကျမတို့ကထောက်ခံရင်လည်းဘာကြောင့်ထောက်ခံရလဲချစ်ရင်လည်းဘာကြောင့်ချစ်တယ်မုန်းရင်လည်းဘာကြောင့်မုန်းတယ်ဆိုရခိုင်းလုံးနဲ့တောင်းကြချက်ရှိတယ်ဟုတ်ပြီဝါကဝါကိုပါအောင်ချုပ်ခွင့်ရဒေတာကိုဝါပြင်းနေခွင့်တောင်းဆိုရင်ကျမလက်ခံဘာကြောင့်လက်ခံတာလဲအဲ့ဒီလိုမျိုးအခုလက်ရှိမှာဆိုလို့ရှိရင်ဝါနဲ့ထူးသဖြင့်မိုင်းတာ သူတို့က federal ကိုကြော်ပြီး confederate ပုံစံသူတို့သွားနေတယ်။အဲ့ဒါကလက်ရှိမှာတိုင်းရေးဘေးကလက်ခဲတဲလည်းဖြစ်နေတဲ့အတွက်ရေဘူးရအဖြစ်အကြမ်းမြင်သူတို့ကိုတတ်မှတ်ပေးထားတာ။တရားဥပဒေပေါင်းအတွင်းကတရားဝင်ပေးထားတာမဟုတ်ဘူး။တရားဝင်ဝါပြည်နယ်အဖြစ်လိုချင်နေဆိုရင်တရားဝင်ဝါကဲ့သို့တခြားသောတိုင်းလာလက်နက်ကိုင်အဖွဲ့ရဲ့ဈေးတွေအနေနဲ့ကမိမိတို့တိုင်းရင်းသားခွင့်ရေးအတွက်ဒန်းလူခွင့်အတွက်နော်ဒန်းလူခွင့်ဒန်းလူခွင့်ဆိုတာဘာကိုခေါ်တယ်လဲကိုပိုင်ပြဌာန်းခွင့်ကိုခေါ်ရဲ့ เนาะမျိုးသားတန်းတူခွင့်မျိုးသားတန်းတူခွင့်ဆိုတာဘာဘာကိုခေါ်တယ်လဲကိုပိုင်ပြထန်းခွင့်ကိုခေါ်တယ်ကိုပိုင်ပြထန်းခွင့်ဆိုတာဘာလဲမိမိဒေတာမှာမိမိလူမျိုးတို့မိမိတို့ရဲ့ရင်ကျေးမှုမိမိတို့ရဲ့မျိုးပေါ်မြောက်တယံဇာတမိမိဒေတာမှာမိမိလူမျိုးတို့ရဲ့ကိုပါရင်ကျေးမှုစပြီးဘာသာစကားနဲ့တင့်လျော်သောဖွဲ့စည်းပုံအခြေခံဥပဒေတည်းနဲ့မိမိပြည်နယ်ကိုအုပ်ချုပ်ခြင်းဖြစ်တယ်။သို့တော့မိမိပြည်နယ်မှာအုပ်ချုပ်တဲ့ထိုဖွဲ့စည်းပုံအခြေခံဥပဒေသည်ပြည်မာကြီးရဲ့နှောက်ရှေဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ နိုင်ငံတော်ရဲ့မိခင်ပြည်မချင်းရဲ့လက်အောက်မှာတသက်မှတ်ထည်ရှိရတယ်။အဲဒါတိုင်းနာတန်းတို့ခင်ကိုပါရထန်ခွင့်တိုင်းရင်းသားတွေတောင်းဆိုတဲ့လွတ်လပ်ခွင့်။အဲဒီကနေတော်တော်များကျွန်တော်တို့က confederate ကို AA ပြောသလို confederate ကိုလိုချင်တယ်ဆိုတာအဲဒါလွတ်လပ်ခွင့်မဟုတ်ဘူးလွတ်လပ်ရေး။အဲဒါခွဲထွက်ခြင်း။ဆိုတော့လက်ရှိမှာဘလို့ပဲကျွန်တော်တို့က federal ပြောပြော အတိုင်းအတာခွင့်ရပြောပြောပြည်အောင်စုကနေခွဲမထွက်ဘူးလို့နိုင်ငံရေးအာမခံချက်ဘယ်သူမှမပေးနိုင်ဘူးတကယ်လို့ပြည်အောင်စုကနေခွဲမထွက်ဘူးလို့နိုင်ငံရေးအာမခံချက်ပေးနိုင်တယ်ဆိုရင်တော့ခွဲထက်ချင်ခွဲမထွက်ချင်ဆိုတာစာချုပ်တစ်ခုသာဖြစ်တယ်ခွဲထွက်ချင်ခွဲမထွက်ချင်ဆိုတာစာချုပ်တစ်ခုသာဖြစ်တယ်အမှန်တကယ်ခွဲထွက်နိုင်တဲ့စိတ်အင်အားရှိလာတဲ့အခါမှာအမှန်တကယ်ခွဲထွက်နိုင်တဲ့လူအင်အားရှိလာတဲ့အခါမှာအဲ့ဒီစာချုပ်ကစက်ခုစုပ်တစ်ခုလိုဆွဲပြက်လိုက်လို့ရတယ် ထူးသဖြင့်ဟစ်တလာသည်ဘာဆိုင်စာချုပ်ကြီးဆွဲဖယ်လိုက်တယ်လို့ပဲပြီးတော့သူကလည်းခွဲထွက်ခြင်းမခွဲထွက်ခြင်းဆိုတာသူတို့မှာစစ်အင်အားနဲ့လူအင်အားလက်နက်အင်အားရှိလားမရှိလားဆိုတာမသိတယ်ဒါပြတော်သူကလေပြတော်သူကလေခွဲမထွက်ပါဘူးလို့ပြောတယ်။ခွဲထွက်နိုင်တယ်စိတ်အင်းရလက်နဲ့အင်းရရှိတဲ့ကာဆက်ပူစုပ်ကြီးကိုဆွဲဖြဲပြီးတော့ပြတော်သူကခွဲထွက်တယ်ဟေတလာတို့။ပြတော်သူကလေခွဲထွက်ခွင့်ရှိရဲ့ဒါကြောင့်မလို့ခွဲထွက်ခွင့်ရှိလို့ခွဲထွက်တော်လည်းပဲစီရီပြိဿကလည်းဖြစ်တယ်။ထူးသဖြင့်ဂျော်ဂျီယာနိုင်ငံတို့ ကျမကတရားသူကနေခွဲထွက်ခြင်းမခွဲထွက်ခြင်းဆိုတာစာချုပ်ပေါ်မှာအဖြေမရှိဘူးတကယ်တမ်းအဖြေကနှလုံးသားထဲမှာရှိတယ်လူတွေနှလုံးသားထဲမှာရှိတယ်အဲ့ဒီတိုင်းရင်းသားခေါင်းဆောင်ဆိုတဲ့လူတွေနှလုံးသားထဲမှာအဖြေရရှိလက်နဲ့ကိုင်ပုံကန်လေးတဲ့ခေါင်းဆောင်လေးရဲ့ရှင်ထဲမှာနှလုံးသားထဲမှာဒါတကယ်စစ်မှန်တဲ့အဖြေရရှိဆိုတော့တခြားသောလက်နက်ကန်ခွဲတွေကလည်းဝါကဲတူပဲတို့တို့တိုင်းရင်းသားခွင့်ရလို့ခြင်းနဲ့ဝါကဲတူပဲကိုပိုင်အုပ်ချုပ်ခင်ကိုပိုင်ပြင်းနေလို့ခြင်းနဲ့ဆိုရင်အကုန်လုံးဒီလွတ်တော်ပေါ်လာမှတတ်မှတ်လို့ရတာเนาะ မိမိဘယ်ဒေတာကိုဘယ်လိုကနေဘယ်လိုခွဲပြီးအုပ်ချုပ်လိုက်ဘယ်ဒေတာကိုဘယ်သူကနေဘယ်လိုခွဲပြီးအုပ်ချုပ်လိုက်ဆိုတာကခင်ဗျားတို့မိဘဘိုးဘမရှန်ကိုအမွေခွဲတလုံးလို့ခွဲလို့မရဘူးနော်တရားဝင်လွှတ်တော်ကနေပြီးတော့လွှတ်တော်တရားလွှတ်တော်ပေါ်လာမယ်လွှတ်တော်ကနေပြီးတော့ဆွေးနွေးတင်ပြအတိုင်းမင်းစီဝေဆုံးဖြတ်ပြီးတော့မှတာလင်းပေးရချင်ဖြစ်တယ်။ဒါကြောင့်မို့အဲ့ဒီလွှတ်တော်ပေါ်လာဖို့အတွက်ရွေးကောက်ပွဲကိုမဖြစ်မနေသွားရမယ်။ရွေးကောက်ပွဲကျမှမယ်။ရွေးကောက်ပွဲကနေလွှတ်တော်ကြီးပေါ်လာမယ်။လွှတ်တော်ကြီးပေါ်လာပြီလို့ရှိရင်အဲ့ဒီလွှတ်တော်မှာ ဝါဒီပထမသူတို့တောင်းဆိုတယ်ဝါကိုပါအုပ်ချုပ်ခွင့်ရဒေတာကိုဝါပြင်းနေလို့ကျင်တယ်အဲ့ဒီမှာတတ်မှတ်လို့ရတယ်အဲ့ဒီမှာတောင်းဆိုလို့ရတယ်အဲ့ဒီလည်းကျွန်မထောက်ခံတယ်ဘာကြောင့်ထောက်ခံတာလဲမေးလို့ရှိရင်ဒီ၂၈ဖက်စီပေါ်ခြေကောင်းပရိကနေရေကပွဲကျင်းပါမယ်ကျင်းပါရေရေကပွဲကနေထွက်ပေါ်လာတဲ့လွှတ်တော်မှာဆွေးနွေးတိုင်ပင်ပြီးတော့ပြင်းနေပေးလိုက်လို့ရှိရင်အဲ့ဒီပြင်းနေသည်ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ဆိုတဲ့အဓိကမန်နိုင်၃ချက်ကို၂၈၈အောက်ကသာတွားရမှာ၂၈၈အောက်ကတော့မှဖြစ်တဲ့အတွက်၂၈၈ကနေရွေးချယ်ထားတဲ့အစိုးရရဲ့ လက်အောက်မှာသာရှိရမယ်လက်ရှိမှာဝါကနော်သူ့ဒေတာသူ့ရှင်ပင်ငါဒေတာငါရှင်ပင်ငါဘဏ္ဍပတ်ပတ်ပတ်ဆိုပြီးတော့သူ့မူသူ့လူသူ့မူဝါဒသူ့ပဲဥပရေပြူရောအုပ်ချုပ်ရော တရားရှင်ရောသူတို့ဟာနဲ့သူတို့အုပ်ချုပ်နေကြတာနော်မြန်မာနိုင်ငံမှာအမိသားခံထားပြီးတော့သူတို့ကလည်းသူတို့အုပ်ချုပ်နေကြတာဖြစ်တယ်။တကယ်လို့အဲ့ဒီကနေပါတစင်သူတို့ပြောသလိုဝပြင်းနေပေးမယ်ဆိုရင်နှစ်နောက်ရှက်ကနေရေကောက်ပွဲကျင်းမှာလွတ်တော်ပေါ်လွတ်တော်ကနေပြီးတော့ ဟာဆွေနေဆုံးဖြတ်ဆုံးဖြတ်ပြီးဝါပြင်းနေပြေးလိုက်လို့ရှိရင်ကျင်းသေးပါဝါသည်2008ကနေရွေးချယ်လိုက်တဲ့အစိုးရရဲ့လောက်အောင်ပါရှိတယ်။ဝါကဲတော့ပဲတခြားတော့တော့လက်ရှိ AMT တို့ KIA တို့ TLA တို့စရဲ့လက်နက်ကန်အဖွဲ့တွေကလည်းဘာကဲတော့ပဲကိုပိုင်အုပ်ချုပ်ခွင့်လိုချင်တဲ့အမျိုးသားဂန်းတူခွင့်ကိုပိုင်ပြတ်တက်ခွင့်လိုချင်တဲ့ဆိုရင်ခမားတို့ကြိုက်ပြီဖြစ်စေမကြိုက်ပြီဖြစ်စေရွေးကောက်ပွဲကိုတွားရမယ်ရွေးကောက်ပွဲကလည်းထွက်ပေါ်လာတဲ့လွှတ်တော်မှာဆွေးနွေးတင်ပြအတိုင်းမင်းစည်းဝေးဆုံးဖြတ်ပြီး မိမိတို့ရဲ့ရပိုင်ခွင့်ကိုတောင်းယူလို့ရတယ်။ကျမတို့ကတာရဲသားခွင့်ရမပေးနိုင်ဘူးလို့ပြောနေတာမဟုတ်ဘူး။မင်းနေတာမဟုတ်ဘူး။ကျမတို့တာရဲသားခွင့်ရပေးနိုင်တယ်။ကျမတို့ပေးနိုင်ခြင်းတွေတာရဲသားတွေရဲ့လွတ်လပ်ခွင့်ကိုပေးနေတာဖြစ်တယ်။ကျမတို့လွတ်လပ်ရေးကိုမပေးနိုင်ဘူး။လွတ်လပ်ခွင့်လိုချင်တယ်ဆိုရင်ကျမတို့ရွေးကောက်ပွဲကိုကျင်းပသွားရမယ်။လွတ်လပ်ခွင့်မဟုတ်ဘဲနဲ့လွတ်လပ်ရေးဆိုလို့ရှိရင်တော့ကျမရင်တော့ပြောတဲ့စကားလိုပဲ။ အမြအဝေရင်အောင်တအားတို့မခေါ်နိုင်တဲ့လူကန်းစားတွေပါလာရင်ကျမတို့ကမေတ္တာတုံ့ရှုံနေလို့မရဘူးဝေရင်းတုံ့နေနာနာရရပါလိမ့်မယ်